အဲ့ဒါကြောင့်ဘုရားစစ်ကိုတန့်ရှင်းတန့်ရှင်းတော့ဒီရှားပါဗျာရှားပါတယ်မိမိတို့စေတနာကိုကုသိုလ်စိတ်နဲ့လှုပ်တာပဲလေမြတ်စွာဘုရားရှင်ကဝိနည်းမရှိပါဘူးဘုရားဆိုတာတကယ်တော့လေကိုတရားတော်မတွေအတွက်ကုသိုလ်တိုးပွားစေတာပဲရှိတာပါပဲနော်ရဟန်းတော်တွေကြတော့ဝိနည်းတော်နဲ့နေရတော့မရဘူးပေါ့နော်အဲကြောင့်ကိုရတော်တရားဒီဝိဝိဘုရားကမြတ်စွာဘုရားရှင်ကပိလဝုနေပြီးတော့ပြန်လာတော့ဘုရားကိုနှဲ့ဆူဆူတာလေ အဲ့ဒီခါမှာဖျားချေဖမိုးပေါ်ဦးတခါလေငိုတာလေကြားဘူးတော့မလားအေးအဲ့ဒီသဘောလေးတွေလည်းတွေ့ရတော့မြတ်စွာဘုရားကျေးဇူးကြီးမာတော့တီးခံတော်မူတယ်မယုံဘူးလေဖုတာကြားလာဘူးပြောနားလဲလားဒီလိုမိမိတို့ရဲ့စေတနာကဖျားကိုတအားကြည်ညိုလုံးလို့မျက်နာတော်လေးကိုဟိုပဝါလေးနဲ့ပေါ့ဓာတ်ရိုက်မထိပဲနဲ့ပဝါလေးနဲ့ပုတ်ပြီးတော့ကြီးတွေအဲရောင်တော်တွေဖွင့်ပေးတာဟာတော့ကုသိုလ်မင်္ဂလာတိုးစေတယ်လို့ပဲဦးစင်ကဒီလိုမျိုးကြောကြားလို့တယ်နော်